ောက်ထားမှနေပြီးတော့ထုတ်ထားတဲ့ဒီစီရံနှမျိုးကိုသုံးချင်တယ်။ဒါပေမဲ့ကိုကဘယ်ဟာရွေးချယ်ရမှန်းမသိဘူးဖြစ်နေရဆိုရင်တော့ဒေါက်တာရဲ့ဒီဗီဒီယိုကအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်။ပြီးတော့ဒီ product လေးအတွက်လည်း15ရာခိုင်နှုန်း discount ရအောင်တော့ဒေါက်တာပြောပြထားပါတယ်။အဲ့ဒီဟာအတွက်ကုတ်လေးရကြတော့ဗီဒီယိုနောက်ဆုံးလေးမှာကြည့်ပေးဖို့လိုလိမ့်မယ်နော်။ မင်္ဂလာပါကျမတို့ရဲ့ယူရီပါအေးပြကျမရေးနဲ့အလှပါကို knowledge sharing ရေးလုပ်ပေးနေတဲ့အလှပရေးရာဆရာဝန်လည်းဖြစ်တယ်လို့မြို့သမီးကျမရေးတွေကိုပူးတူတားမျှဝေပေးနေရဆရာဝန်လည်းဖြစ်ပါတယ် ဒီ product လေးနှစ်ခုရဲ့နာမည်လေးတွေကိုတရားရင်ဆုံးမိတ်ဆက်ပေးပြရစီဒီအစိမ်းရောင်လေးကကြတော့ CBN Serum လို့ခေါ်တယ်ဒီဘက်ကပန်းရောင်လေးကကြတော့ Sensibio Defensive Serum လို့ခေါ်ပါတယ်အဲသူတို့နှစ်ခုလေးရဲ့ခြားနားချက်လေးတွေကိုတရားဘာလေးတွေဥတည်ပြီးတော့ပြောမလဲဆိုတော့ဒီ product တွေကဘာကို target ထားထားရလဲဘာ UI ချက်နဲ့ထုတ်ထားရလဲပြီးတော့ ဘာ ingredient ကြီးပါတာလဲပြီးတော့ဘယ်သူတွေသုံးလို့ရတာလဲပြီးတော့ဘယ်အရွယ်ကနေစသုံးလို့ရလဲဆိုတာပြောပြပေးထားတယ်ပြီးတော့ dry ရဲ့စိတ်ပူတဲ့အချက်လေးတစ်ချက်လေးလည်းထည့်ပေးထားတာရှိရယ်ပြီးတော့သူတို့နှစ်ခုရဲ့ common things ကရောတူတဲ့အရာပါရှိလဲဆိုတဲ့အချက်တွေကိုအခြေခံပြီးတော့တော်တော်ခွဲပြီးတော့ပြောပြပေးထားပါတယ် ီ project လေးနှစ်ခုရဲ့ရည်ရွယ်ချက်လေးကိုတော်တော်အရင်ပြောပြပါမယ်။ဒီဘက်အစိမ်းရောင်က CBN စီရန်ရဲ့ရည်ရွယ်ချက်လေးကကြတော့တော်တို့ဒီဝက်ချန်ထွက်ပြီးရဲ့အချိန်ကြာရင်ဆိုရင်အနီရွတ်အနီလေးတွေကျန်ခဲ့တယ်။ရဲရဲလေးပေါ့။ဆိုတော့သူတို့လေးတွေအတွက်ကို target လုပ်ထားတယ်။ပြီးတော့ oily to acne prone skin တွေအတွက်ကိုလည်းသူတို့ target လုပ်ထားတာဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုကတော်တို့ဒီနေကင်းနေ့လေလောက်ဆိုရင်အစီတွေက oxidize ဖြစ်လာတယ်။ dysphoria ဖြစ်တယ်လို့တော့တော်တို့ကသုံးတာပေါ့နော်။ကိုယ့်ရဲ့ဒီနှာခေါင်းတွေဒီနေရာနေပြီးတော့ထွက်တဲ့အစီတွေကကြာ ろう quality မကောင်းဘူးနှိမ့်လဲကြရင်ဆိုအနံလေးတွေရတာမျိုးမဲတက်လာတာမျိုးဒီလိုမျိုးနေထားလေးတွေကြုံတွေ့ရတဲ့လူတွေရှိရပေါ့နော်ဆိုအဟာလေးတွေအတွက်ကိုသူတို့က target လုပ်ထားတာဖြစ်ပါပဲဒီဘက်ကပိုင်းရောင် sensitive deficit serum ကကြတော့သူက all skin type ရတယ်ဒါပေမဲ့ sensitive skin နဲ့တွဲနေတဲ့လူတွေကိုအဓိကရည်ရွယ်ထားတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူက skin barrier ကိုကျန်းမာကြံ့ခိုင်အောင်အတွက်ကိုကိုသူဖွဲ့စည်းတည်ထောက်ထားတဲ့ဒီ ingredients လေးတွေကိုထည့်ထားတယ်ပြီးရချင်းကြရင်တော့ တို့ဒီတစ်ခါလေးကျရင် sensitive skin ဖြစ်ပြီဆိုရင်လေအဲညီပြီးတော့ရဲပြီးပူရက်ခံစားချက်တွေရတယ်အဲ့ဒီအချိန်ကျရင်ဆိုရင်လည်းဒါလေးလိမ့်လိုက်တဲ့ဆိုရင် immediate soothing effect ရအောင်အတွက်သူထည့်ထားဖြစ်တဲ့အတွက်ဒီလို skin လေးတွေကိုတော့သူဥတည်ထားဖြစ်ပါတယ်ပါ ingredients တွေပါလဲဆိုတာတစ်ချက်ပြောမယ်ဒီဘက်ကအစိမ်းရောင် CBN serum ထဲမှာကကြတော့သူဒီ salicylic acid ပါတယ် အဲဟာကြောင့်လူတိုင်းသိရယ်နော်ဟာဆိုဆလီအက်ဆစ်သီးတော်တို့ white related issue နဲ့ပတ်သက်ပြီးတော့သူအရင်ကကိုကောင်းတဲ့ ingredients တွေဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျတော့သူ low molecular weight hyaluronic acid ပါတာဖြစ်တဲ့အတွက်ဒါတို့ကို hydration ရနိုင်တယ်အာနိသင်ကောင်းကောင်းရှိရယ်အဲ့ဒီအပြင်ကို acidic glucosamine လေးထည့်ထားတယ် acidic glucosamine ဆိုတာကြောင့် hyaluronic acid ရဲ့ကနဦးအစာဖုံလေး precursor လေးလို့သုံးတာပေါ့အဲ့တော့ဒီခါလေးပါတာဖြစ်တဲ့အတွက် hyaluronic acid ကိုလည်းသူအများကြီးထုတ်ဖို့အတွက်ပံ့ပိုးပေးနိုင်စွမ်းရှိတယ်အဲ့တော့ဒါတို့ radiant skin င်းလေးတွေလိုချင်တယ်ပြီးတော့ wrinkles လေးတွေတတ်တာချင်တယ်အဲလိုမီနီထားဒီမှာဆိုရင်လည်းဒါလေးကကောင်းတဲ့ထဲမှာပါတယ်နောက်တစ်ခုကကြောက်သူ fluid active technology လေးကိုထည့်ထားတာဖြစ်တယ်ဒါကကြောက်တော့ဒါအရှိမပြောတဲ့ဒီအစီတွေက quality မကောင်းမှုထွက်တယ် oxidize ဖြစ်တယ်ဒီလိုမျိုးနေထားဒီမှာဆိုရင်ဒီဟာလေးလိမ့်ထားတယ်ဆိုရင် skin ကိုဒီ serum လေးတွေကိုသူကပြန်ပြီးတော့သူ purify ပြန်လုပ်ပေးနိုင်တယ် regulation ပြန်လုပ်ပေးနိုင်တယ်ဒီအစီတွေ oxidize ဖြစ်နေတဲ့ဟာတွေကိုသူအများကြီးရှော့ချပေးနိုင်စွမ်းရှိတယ် ဲ့တော့ဒီပန်းရောင် sensitivity ကို the first serum ထဲမှာပါတဲ့ ingredients ကကြတော့သူဒီ fucose polymer လေးပါတယ်ဒီ fucose polymer ကကြတော့ကိုယ့်ရဲ့ skin barrier က weak ဖြစ်နေရဲ့ကြံ့ခိုင်မှုမရှိဘူးအာဒီ irritate ဖြစ်နေတဲ့အချိန်မှာဆိုရင်အရင်ကကောင်းတဲ့ ingredients လေးဖြစ်တယ်ပြီးတော့ဘာလို့ဒါမှကနေပြီးတော့အာဒီ defensive technology လေးကိုထည့်ထားတာဖြစ်တဲ့အတွက်ဒေါက်တာတို့အရေးပြားကိုရောင်ရမ်းမှုတွေကိုအများကြီးရှော့ချပေးနိုင်တဲ့ antioxidant property လေးရှိရဲဆိုတော့ ဆူတင်ဖက်လေးကိုလည်းသူရပေးနိုင်တယ်ပြီးတော့နောက်တစ်ခုက glycerin ပါတယ် low molecular weight hyaluronic acid ပါတာဖြစ်တဲ့အတွက် plant based action ကိုလည်းရတယ်ဒါတို့တို့ hydration ကိုလည်းရနိုင်တဲ့အားနည်းသင့်ရှိရယ်နောက်ဆုံးတစ်ခုကသူတို့ product ဒီထဲမှာထည့်နေကြဖြစ်တဲ့ DAF လို့ခေါ်တဲ့ dermatologically advanced formulation ပါတာဖြစ်တဲ့အတွက်ဒါတို့ရဲ့ဒီ skin tolerance threshold ကိုအများကြီးကိုတိုးတက်စေပါတယ် ်ဆိုတော့ဒီအစိမ်းရောင်စီပင်းစီရန်တွေကိုဘယ်လိုမျိုးလူတွေရေးချက်တင်လဲဆိုတော့တကယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာအစီပြန်နေတယ်ပြီးကိုယ့်ရဲ့ အစီအရနှိကနှိလေဆိုရင်မဲမဲတက်လာတယ်အောက်ဆီဒိုက်ဖြစ်လွယ်တယ်လို့ကိုယ့်အကူခံစားရတယ်ဆိုရင်တော့ဒါလေးရွေးချယ်လို့ကောင်းတယ်ပြီးတော့သူက oily to acne prone skin ကိုရှိရဖြစ်တော့တော်တော်ခါလေးကြရင်လည်း blemish လေးတွေဖြစ်ပြီးတော့နီနေရာလေးတွေပြီးတော့ scarring အနေရွေ့ကျန်နေတဲ့လူတွေဆိုရင်လည်းပဲဒါကို try ကြည့်ဖို့ရန်ကောင်းတယ်ပြီးတော့သူထဲမှာလည်း anti aging property ဖြစ်တာဖြစ်တော့တော်တော် wrinkles လေးတွေတတ်တာပို့တော့လည်းရွေးချယ်ခြင်းနဲ့ဆိုရင်လည်းဒါလေးကကောင်းပါတယ် ကဲဒါဆိုရင်ဒီပန်းရောင်ဒီ Sensibio Defensive Serum ကဘယ်သူလေးရွေးချယ်လို့ရလဲဆိုတော့ကိုယ့်ကိုဘာ skin ဖြစ်နေမှမသိဘူးငါဟာ sensitive skin လားငါ skin ကအရင်ဝင်းဖြစ်တာပဲဘာသုံးသုံးစင်မပြေဘူးအဲ့လိုမျိုးဖြစ်နေတဲ့လူတွေအတွက်ဆိုရင်တော့ဒါလေးကိုစားပြီးရွေးချယ်ဖို့အရင်သင့်တော်တွေထဲမှာပါတယ် Dory Skin Barrier ကို strengthen ဖြစ်အောင်အများကြီးလုပ်ပေးနိုင်ပါတယ်ဒီ product ကိုဘယ်ရွယ်ကနေစသုံးလို့ရလဲဆိုရင်တော့တူညီချက် ကကြတော့အသက်16နှစ်18နှစ်ကနေစပြီးတော့ဘူစသုံးလို့ရပါတယ်အသက်ကြီးွားတဲ့အချိန်ထိ ုံးလို့ရပါတယ်ဒါပေမဲ့16နှစ်အောက်ဆိုရင်တော့သုံးဖို့ကိုဒေါက်တာမတိုက်တွန်းပါဘူးဒေါက်တာစိတ်ပူရတဲ့အချက်လေးတော့ဒေါက်တာပြောပြခြင်းနဲ့အဟာကကြတော့ဒီအစိမ်းရောင် CBN serum လေးနဲ့ပတ်သက်ပြီးရောပေါ့နော်အာသူ့ထဲမှာကကြတော့ခုနပြောသွားတဲ့အတိုင်းဒီ salicylic activity ပါတယ်အာပြီးတော့တခြား active ingredient တွေပါဖြစ်တဲ့အတွက်တကယ်လို့ကို skin care ထဲမှာတခြားအလွှာတွေ step တွေမှာ active ingredient တွေအရင်အများကြီးပါတယ်ဆိုရင်တော့နည်းနည်းလေးပြန်ပြီးတော့ချိန်ဆပါအောင်လို့တော့ဒေါက်တာကတော့မှာချင်ပါတယ်အလွှာတိုင်းမှာ active ingredient တွေအများကြီးထည့်တာကြောင့်ဒေါက်တာတို့အရေးပြောက်ကိုကောင်းမွန်ပြီးတော့ပိုပြီးထူးခြားလာမျိုးမဖြစ်စေပါဘူးနောက်တစ်ခုတချို့တွေကကြတော့ bioderma ဆိုရင် bioderma အဆက်လိုက်ကြီးကိုကိုဒီ brand light asset light သုံးရတာကိုနှစ်သက်တဲ့လူတွေရှိတယ်အဲ့လိုမျိုးဆိုရင်တော့ဒါမှာကျန်တာကကြတော့ အာဒီ CBN range ထဲမှာပေါ့နော်သူတို့ active ingredient လေးတွေထည့်ထားတဲ့ steps လေးရှိရယ်အဟာကဗာလေးလေးဆိုတော့အာဒီ sunscreen ထဲမှာဆိုရင်ဒီ photo tan AKM mask ဆိုတဲ့ဟာလေးပါတယ်အဲပြီးတော့ဒီမှာဆိုရင်လည်း CBN serum လေးပါမယ်ပြီးတော့ moisturizer မှာဆိုရင်လည်းပဲ CBN carrotto ဆိုတဲ့ဟာလေးပါတယ်အဲပြီးတော့ cleanser ထဲမှာဆိုရင်လည်းပဲအာဒီ jamu ဆန်လေးအာ active jamu ဆန်လေးပါမယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာဒီ CBN range ထဲမှာခုနကတော့ခုနရွတ်သွားတဲ့ active ingredient တွေအကုန်လုံး ပါနေတဲ့ဟာလေးလည်းသုံးတယ်ဒါလည်းသုံးတယ်ဆိုရင် too much ဖြစ်နေပြီအဲ့လိုမျိုးဆိုရင်တော့အာဒီ active ingredient ပါတာနှစ်ခုနဲ့အထက်ကိုမသုံးစေချင်ဘူးပေါ့နော်အဟာလေးတစ်ခုတော့မာကျင်တယ်ဒီဟာလေးနဲ့ပတ်သက်ရင်ကြတော့ဒါထွေထူးမာစရာမရှိပါဘူးသူက skin care skin ကိုတော့မပို့ပြီး strengthen ဖြစ်စေရဖြစ်တဲ့အတွက်တော့တော်ကြီးကိုကိုသုံးလို့ကောင်းတဲ့ထဲမှာပါပါတယ်ကဲအဲ့ဆိုရင်ဒီနှစ်ခုရဲ့ common things တူညီတဲ့ပုံကဘာလဲဆိုတော့ဒီနှစ်ခုစလုံးက anti aging properties ပါတယ် low molecular weight hyaluronic acid ကိုအခြေခံထားတာဖြစ်တယ်။ဆိုတော့တို့တစ်ခါလေးကြာရင် aging sign လေးတွေ cyanide ပတ်ချလဲလေးနားမှာတို့သေးသေးလေးတွေ fine line လေးတွေစလာမျိုးလေးဖြစ်တဲ့ဆိုရင်ကြတော့တခြားအာနိသင်တွေကိုယူရင်းနဲ့ဒီ anti aging အာနိသင်လေးနည်းနည်းကိုလည်းအဲ့ဒီဆီကနေပြီးတော့ရယူနိုင်ပါတယ်။ကဲအခုလောက်ဆိုရင်တော့ဒါသာရှင်းပြလိုက်တာဖြစ်တဲ့အတွက်ကိုဘယ် product လေးကိုရွေးချယ်ရတော့မလဲဆိုတာကိုအများကြီးတည်သွားမယ်ရှင်းရှင်းလင်းလင်းတည်သွားမယ်လို့မျှော်လင့်ပါတယ်။ကဲနောက်ဆုံး5000ရာခိုင်နှုန်း discount ချပီးတဲ့အစည်းအဝေးလေးရောက်လာပြီ။အော်ဒါကတော့နှစ်ပတ်ပဲ delay ဖြစ်တယ်။ကုတ်လေးကတော့ဘာလို့ဒါမှ forever ဆိုတဲ့ကုတ်လေးနဲ့သူတို့ရဲ့ viber ဇီကိုသွားပါ။အာအိမ်မှာသွားပြီးတော့ဝယ်ယူလို့ရပါတယ်။ဒီနေ့ကစပြီးတော့ဒီနှစ်ပတ်တွင်မှာဆိုရင်ဒီကုတ်လေးနဲ့ဆိုရင်15000ခန့်လို့ discount ရပါတယ်။ဆိုတော့အများကြီးကျူးရှိမယ်လို့မျှော်လင့်ပါတယ်။